ားလုံးမင်္ဂလာပါကျွန်တော်မနေ့က Facebook မှာ post တစ်ခုဖလှယ်ရတယ်အမ်မိခင်တယောက်ကရေးထားတဲ့ဟိုခြေခွဲစရာ post ပေါ့နော်ဟိုတာသမီဆုံးဆုံးလိုက်ရတဲ့မိခင်တယောက်ရဲ့ခံစားချက်ပေါ့လေအအဓိကဖြစ်တာကတော့ဗာလဲဆိုတော့ခလေးကဖျားတယ်အနီးဘက်တွေထွက်တယ်ထွက်ပြီးတဲ့နောက်မှာဆေးုံသွားတယ်နောက်ဆုံးကြတော့အမ်မမိလိုက်ဘူးပေါ့အသက်မမိလိုက်ဘူးပေါ့နော်ဟိုအသက်ကအိုစပြီးဖြစ်တာကဒီဒီလာတယ်မှာပဲနိုဘမ73ရက်နေ့ကနေစပြားတယ်ပြီးလဲပြီးကလေးဆုံးသွားတဲ့အချိန်ကနိုဘမ76ပေါ့ဆိုတော့ သုံးလေးရက်တွင်မှာကလေးကသုံးပါသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဖြစ်ပျက်ကဘာကြောင့်ဖြစ်တာလဲဘာဘာကြောင့်ဖြစ်နိုင်လဲပေါ့နော်ဘာကြောင့်ဖြစ်နိုင်လဲဘယ်လိုအကြောင်းရင်းနေရှိမလဲနောက်ကမိဘတွေနေနေရောဟိုဘယ်လိုမျိုးချက်လက်တွေကိုသတိထားရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်ကျွန်တော်ကပြောတဲ့အခါမှာဒီဟာကလေဟိုကျွန်တော်ကကလေးဆရာမဟုတ်ပါဘူးရိုးရိုးဆရာမနော်ကျွန်တော်ကလေးဆရာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စမှာဘာကြောင့်ဖြစ်တယ်ဆိုတာကိုကတော့ကျွန်တော်အတိအကျမပြောနိုင်ဘူး ဒီဟာကကျွန်တော်တို့ဟိုကာယကံရှင်ရေးထားတဲ့အကြောင်းအရာကိုပဲကျွန်တော်တို့ဖတ်ရတာဖြစ်ပါတယ်ပြီးရခါကျတော့တကယ်သိပညာမှတ်တမ်းအခြေအနေတွေနောက်တစ်ခါဘယ်လိုဖြစ်လဲဆိုရဲဆရာဝန်တွေရဲ့သုံးသပ်ယူဆချက်တွေကိုကျွန်တော်တို့မသိရပါဘူး မိခင်ဘက်ကနေရေးသားထားတဲ့အကြောင်းအရာကိုပဲကျွန်တော်သိရပါတယ်ဘောနော်အဲ့တော့ဒီချက်လက်တွေပုံမှန်မူတည်ပြီးတော့ပဲကျွန်တော်ကဘာကြောင့်တော့ဖြစ်နိုင်မလဲဆိုတာကိုသုံးသပ်ပြီးဆွေးနွေးခြင်းနဲ့နောက်တစ်ခုကတော့သတိပေးခြင်းတာပေါ့အဓိကကတော့မိဘတွေကိုသတိပေးခြင်းတာပါဒါကအဓိကပါကျွန်တော်အနေနဲ့ခုနကပြောကလေးဆရာကိုမဟုတ်တဲ့အတွက်ကြောင့်မလို့တချို့ကျွန်တော်ပြောတဲ့အရာတွေကျွန်တော်သုံးသပ်တဲ့အကြောင်းအရာတွေမှားနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဟာကိုသုံးသပ်ဆွေးနွေးမှုတစ်ခုလိုပဲယူဆပါယောဂအဖြေထုတ်ပြီးတော့ကုသဖို့အတွက်လို့ ဟိုမယူဆပါနဲ့เนาะသုံးသက်ဆွေးနွေးတာတတိထားเสียအကြောင်းအရာတစ်ခုအနေနဲ့ပဲယူဆပေးပါเนาะအဲ့ဒါပထမဆုံးကျွန်တော်တို့ကလေးအမေပြောထားတဲ့အကြောင်းအရာကိုကျွန်တော်တို့အရင်ကြည့်ကြည့်လိုက်ရအောင်ပေါ့เนาะဆိုတော့အဲပထမဆုံးဖြစ်တာကဆိုတော့စိတ်ကောင်းနေရပါတော့ဆုံးပါသွားတယ်ဆိုတော့ဒီမှာနောက်တစ်ခါကျတော့ဟိုပြန်ပြီးတော့ပြရတဲ့ခါမှမရအဲ့တော့ကလေးကစပြီးဖြားတာ73ရက်နေရစပြီးဖြားတယ်73ရက်နေရနေဖြားပြီးတော့ စီကံပြရတယ်ဗောနော်ခလေးဘာမှမသိဘာမှမသိလိုက်ဗောနောက်တစ်ခုက14ရက်နေ့မှာကျတော့ကိုရီထပ်ပူပြီးဖျားတယ်အဲ့ဒီမှာဘာတတိထားမိလာတာရှိလဲဆိုတော့ပြန်သွားပြတဲ့အချိန်မှာအနီဇက်တီမျက်နှာမှာထွက်နေရဆိုတော့ကိစ္စဗောနော်ဒါဆိုရင်တော့ကျွန်တော်တို့ကကလေးတယောက်ကအနီဇက်ဆထွက်နေပြီဗောနော်အနီဇက်တီရှိနေတယ်ဆိုတာကဟိုအနီဇက်ကတော့ဖြစ်နိုင်ခြင်းအများကြီးပဲရှိတယ်ဗောနော်ကျွန်တော်နိုင်ငံမှာကအနီဇက်ကဘာကြောင့်ပေါ်တာလဲဗောဒါကိုတော့ကျွန်တော်နည်းနည်းလေးအရှင်းပြချင်နေတယ်အနီဇက်ကဘာကြောင့်ပေါ်တာလဲဆိုတော့ ဟိုခန္ဓာကိုယ်ထဲမှာကျွန်တော်သွေးကြောလေးရှိရမလားအဲ့သွေးကြောလေးတွေကပေါက်ထွက်သွားရင်အဲ့သွေးတွေကအပြင်ဆိတ်ထွက်လာအဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်အနီးစပ်လေးတွေပေါ်တာအထူးသဖြင့်တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်သွေးလွန်တကွေးလို့ယောဂမျိုးတွေရှိပါတယ်ဆိုပါတော့နော်သွေးလွန်တကွေးဆိုရင်သူကကြတော့သွေးထဲမှာရှိ platelets တွေကိုကျက်တိုက်ဟိုကျတယ်ပေါ့နော် platelets ကျတယ်ပေါ့ဒီခုနပြောရဲဟိုသွေးခဲစေတဲ့ဓာတ်တွေကျတယ်ပေါ့ဗျာအဲ့လိုသွေးခဲစေတဲ့ဓာတ်ကျတယ်ဆိုတဲ့အချိန်မှာသူကအပြင်ကိုသွေးတွေထွက်တယ်သွေးတွေထွက်တဲ့အတွက်ကြောင့်မလို့ဒီသွေးလွန်တကွေးယောဂ ဖြစ်ဖြစ်မဖြစ်လို့ကျွန်တော်သိချင်ကျွန်တော်ကဟိုဟိုသွေးကြောလေးတွေပေါက်ထွက်အောင်နည်းနည်းလုပ်လိုက်အဲပုံမှန်တမန်လူမှာနည်းနည်းပဲပေါက်ပြီသွေးလွတ်တော့ဖြစ်နေတယ်သူတွေမှာအများကြီးပေါက်တဲ့အတွက်ကြောင့်အနီသက်တွေအများကြီးထွက်လာတဘောအနီသက်ရှိနေပြီဆိုရဲတဘောကသူကသွေးကြောပေါက်နေတာတခုခုရှိနေရပေါ့နော်သွေးကြောပေါက်တာတွေဖြစ်နေတယ်ဆိုရဲတဘောပဲပေါ့နော်ဒီမှာတော့ကျွန်တော်တို့စပြီးတော့အနီသက်တွေ့ရပေါ့အဲ့တော့အနီသက်တွေတွေ့တယ်လို့ပြောရဲနောက်တစ်ခါခလေးကထက်ပြီးတော့ဖျားတယ်အနီသက်တွေထက်ထွက်တယ်အဲအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်ပြီးတော့နောက်တော့ရန်ရန်ငင်းဖေးရုံသွားတယ် ရန်ကင်းစင်ယုံသွားတဲ့အခါမှာကြတော့ကျွန်တော်တို့ဘာဟုတ်ပါတွေ့နေရပြီလဲဆိုတော့ခလေးကခြေထောက်ကြောတွေနာနေတယ်ပေါ့နော်ထိတာနဲ့နာရတယ်အကြောတွေနာနေတယ်လို့ပြောတယ်အဲသွေးစစ်လိုက်ဒီမှာကြတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့အဲ့မှာကျွန်တော်သွေးစစ်ချက်အဖြေကိုတွေ့လိုက်တယ်ပေါ့ဒီမှာကျွန်တော်တို့ကဘာဘာဆက်တွေ့လာပြီလဲဆိုတော့ဖျားရရဲ့နော်အကြောပေါ့ဒီအာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတဲ့ပုံစံပေါ့နော်တချို့ခလေးရဲ့ပုံစံကဟို တာမန်မဟုတ်ဘူးပေါ့နော်သူဥစ္စာကဟိုတော်တော်နေမကောင်းမှုဆိုရဲလက္ခဏာတွေပြနေပြီပေါ့နော်ဒီမှာချက်တော့အကျော်ရိကမထိပဲနဲ့နာနေပါတယ်ဆိုတော့ဒါ neurological ကျွန်တော်တို့ကပြောတော့အာယုံကြောင့်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပြနေမှာဆိုတော့ဖျားတယ်အနိစက်တွေထွက်နေတယ်အာယုံကြောင့်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပြနေတယ်ပေါ့နော်အဲဒီမှာတော့ကျွန်တော်ထပ်ပြီးတော့ဟိုပြောချင်တာကဗာလဲဆိုတော့အခုကျွန်တော်တုံးသက်ဆွေးနွေးတာကဒီ cognition မိခင်ပေါ့နော်ခလေးဆုံးရှုံးသွားတဲ့မိခင်ရဲ့အဲ ရေးတဲ့အချက်တွေပေါ်မှာပဲကျွန်တော်မူတည်ပြောတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောတာတွေကတချို့ဟာတွေလွဲနေနိုင်ပါတယ်တကယ်ဖြစ်ပြတည်နေเนาะဒါကိုကျွန်တော်သတိလေးတစ်ခါပေးခြင်းပါတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ဆရာဝန်တွေအနေနဲ့ကခလေးကနိသက်ထွက်တယ်နောက်တစ်ခုကကြတော့ neurological symptoms တွေပေါ့နော်အာယုံကြောင်းနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာတွေပုံစံတွေပြနေတယ်အဖျားကလည်းကြီးနေတယ်ခလေးကတော်တော်နေမကောင်းတဲ့ပုံစံပြနေတယ်ဆိုရင်ကျွန်တော်တို့ဘာကိုစဉ်းစားရပြီလဲဘာကိုစဉ်းစားပြီလဲဆိုတော့ဒါကကျွန်တော်တို့ဆေးကျောင်းမှာကလေးကတော်တော်လေးတင်တဲ့ကိစ္စပေါ့နော်အဲ့တော့ neuro ခုနပြောအာယုံကြောင်းနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာတွေပြနေပြီဆိုတော့ရင်ဒါအာယုံကြောကိုထိခိုက်နေတဲ့ရောဂါလက္ခဏာဖြစ်နိုင်တယ်နောက်တစ်ခါကျတော့ခလေးကတော်တော်ကြီးကိုနေမကောင်းဖြစ်လာတယ်ဖျားတယ်ဒါပေမဲ့ तू ပြောတာကအဖျားတယ်ပေါ့နော်နောက်တစ်ခါအဲဟုတ်တယ်ဖျားတယ်လို့ပြောတဲ့အခါကျတော့ ဖျားတယ်အနီးစက်တွေထွက်တယ်အာယုံကြောင့်ပတ်သက်တဲ့လက္ခဏာတွေပြရမယ်ဒါဆိုရင်အုံနောက်မှာယောဂပိုးဝင်နေပြီဆိုတော့လက္ခဏာလို့ကျွန်တော်တို့မှန်းလို့ရတယ်ပေါ့နော်ကျွန်တော်ဒါကိုအမဟိုပေါ့အဓိကကြောက်ရတဲ့ယောဂကတော့မနီကိုကောစီးမီးယားလို့ခေါ်တဲ့ယောဂမနီကိုကောစီးမီးယားဆိုတာကကြတော့ဒီဘက်တီးရီးယားယောဂပိုးတစ်ခုကြောင့် အုံနောက်ထဲကိုပိုးရောက်သွားတယ်အဲ့အဲ့ယောဂပိုးကပေါ့နော်အုံနောက်ထဲရောက်သွားတယ်အဲ့အတွက်ကြောင့်အုံနောက်မိဘရောင်းတယ်နောက်တစ်ခါ तू ကအရန်ပြင်းထန်တယ်ပေါ့နော်ပြင်းထန်တယ်အဲ့တော့အနီးစက်တွေထွက်တယ်ဂုတ်ခိုင်တယ်ဒီဂုတ်ခိုင်တယ်နောက်တစ်ခါရေကြောက်တယ်အလင်းကြီးလို့မရဘူးနောက်တစ်ခါကျတော့အနီးစက်တွေထွက်တယ်အာယံကြောလက္ခဏာတွေပြတယ်ဒီဟာတွေပြနေပြီဆိုရင်တော့ကျွန်တော်တို့ကသေချာတာကတော့အုံနောက်နဲ့အာယံကြောမှာတခုခုပြဿနာရှိနေပြီဆိုတော့ကျွန်တော်တို့ပုံမှန်အဖြစ်နဲ့သိကြရပါတော့နော်ဒါပေမဲ့ဒီမှာကတော့ကျွန်တော်မပြောတတ်ဘူးဘာဖြစ်လို့ဒါကိုမဖမ်းလိုက်မိတာလဲပေါ့နော်ဟို အနီးသက်ထွက်တယ်အရန်ဖြားတယ်အန်ဂျောနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပြရတယ်ဒီဟာလောက်ဆိုရင်ပုံမှန်ကတော့ဖမ်းသိမ့်တယ်ပေါ့နော်ဖမ်းမိသိမ့်တယ်ပေါ့နော်ဒီကာဟာကဘာဖြစ်နေတာလဲအုံနောက်နဲ့ပတ်သက်တဲ့ဟာတခုခုဖြစ်နေပြီလားဆိုတာဖမ်းတယ်ဖမ်းမိသိမ့်တယ်ဒါမှပြဿနာပါလဲဆိုတော့အနီးသက်ထွက်တဲ့ကိစ္စကကျွန်တော်တို့စီမာကဒီခုနပြောအနီးသက်ကအနီးသက်ကခုနပြောသလိုပဲအုံနောက်မှာဖြစ်တဲ့ကိစ္စမှာလဲကျွန်တော်ထွက်တယ်သူနဲ့တကွေးလို့မျိုးသူကြောရပေါက်ထွက်တဲ့ယောဂမှာလဲထွက်တယ်နောက်တစ်ခုကကျတော့ subsist ဖြစ်နေပြီပေါ့ ိုးကုဆတ်မှုခံနေရပြီခလေးကပိုးကုဆတ်မှုခံနေရပြီဆိုတော့လက္ခဏာရှိနေပြီဆိုတာကိုလည်းကျွန်တော်ပြရတယ်ပေါ့နော်ဒီဟာကဒီမှာတော့ဖြစ်ချင်တော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကသွေးလွန်တုပ်ကိုရပူပြီးတော့အဖြစ်များရနေပေါ့နော်ခုနကပြောအုံနောက်နဲ့ပတ်သက်တဲ့ယောဂါတွေကတိတ်ပြီးမဖြစ်ဘူးရှိတာတော့ရှိတယ်မဖြစ်ဘူးဆိုမဖြစ်ဘူးတိတ်ပြီးမတွေ့ရမတွေ့ရပဲနဲ့ဘလို့မျိုးကသွားများနေတယ်ဆိုတော့သွေးလွန်တုပ်ကိုရပူပြီးတော့များနေအဲ့တော့ကျွန်တော်စိတ်ထင်တော့အဲ့မှာဆေးဆစ်ကြည့်လိုက်တယ်ဆေးဆစ်ကြည့်လိုက်တဲ့အခါကျတော့ဒီမှာကနည်းနည်း ဟိုအရင် specific ဖြစ်တဲ့လက္ခဏာတွေကျွန်တော်တို့ကမပြမပြဘူးပေါ့နော်အဲ့ဒီမှာကပုံမှန်အားဖြင့်ဆိုရင်ခုနကပြောသလိုပဲကျွန်တော် sepsis ဖြစ်နေတယ် meningococcemia လိုမျိုးဖြစ်နေတယ်ပေါ့နော်အဲဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ကိစ္စတွေမှာကျွန်တော်တို့ကဒီသွေးဖြူဥကတော်တော်တက်နေတယ်ပေါ့နော်သွေးဖြူတက်နေတယ်ဒီမှာကျွန်တော်သွေးဖြူကမတက်နေမတက်နေဘဲနဲ့ဒီအနီးမီးယားရဲ့ပုံစံတွေပဲတွားပြီးတော့ပြနေပေါ့နော်သွေးနေဥတွေပဲတွားပြီးတော့ကြနေ ်သွေးနေဦးကြတဲ့ဟီမိုဂလိုဘင်ကြတဲ့ကိစ္စပဲအဲဟီမိုဂလိုဘင်သွေးနေဦးမဟုတ်ပေါ့ဟီမိုဂလိုဘင်ကြနေတာပေါ့နော်ဒီဟာကိုကြတာကိုပဲကျွန်တော်သွားတွေ့တဲ့အခါကျတော့သူကလည်းခုနပြောသလိုပဲဟိုယောဂကြီးကြီးမားမားတစ်ခုခုဖြစ်နေပြီဆိုတဲ့ပုံစံကိုမတွေ့ရဒီသွေးဖြေမှာကြတော့အဲ့တော့သွေးဖြေကအရင်ကြီးစိုးရင်စရာမကောင်းတဲ့အခါကျတော့ ်ဘာမှမဖြစ်ပါဘူးပုံမှန်အားဖြင့်တွင်းလွန်တကွေးလေးဆိုလဲကျွန်တော်တို့ကတချို့ဟာတွေတိတ်ပြီးမစိုးဆိုရင်အိမ်ပြန်လွတ်တယ်လေအိမ်ပြန်လွတ်ပြီးတော့အဲတွင်းလွန်တကွေးဆေးုံမှာဆိုလဲဒီလိုပဲထားတာပဲအရေးပေါ်အချိန်နေဖြစ်မှာဒါကျွန်တော်ဆေးုံပြန်လာပုံမှန်အားဖြင့်တော့အိမ်ပြန်လိုက်ပါညာဆိုပြီးတော့ကျွန်တော်ထားတယ်ပေါ့နော်အဲ့လိုမျိုးထားတာဆိုတော့အဲ့လိုမျိုးပဲပြန်လွတ်လိုက်လာတော့ကျွန်တော်လည်းသိချာမသိဘူးဒါကတော့ဖြစ်စဉ်ုံလဲကျွန်တော်သိချာမသိရတော့လေအဲ့လိုမသိရဘူးပေါ့နော်အဲ့တော့ဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်ခံမှန်းရရင်တော့ဟိုဒီအခုပေါ့နော်အခုဖြစ်သွားတဲ့ကိစ္စပေါ်မှာမူတည်ပြီးတော့ ခံမရရင်တော့ကျွန်တော်တို့ကအနိစက်တွေထွက်တယ်အဖျားကြီးရယ်အောင်ကျော်နဲ့အုံနောက်နဲ့အောင်ကျော်လက္ခဏာတွေပြရတယ်ဆိုတော့မနီကိုကော်ဖီမြားလိုမျိုးခုနပြောတဲ့အုံနောက်မေးပါရောင်နဲ့ပိုးကုသမှုကြောင့်ကုနောက်မေးပါရောင်နဲ့ပြင်းထန်ယောဂမျိုးတွေဖြစ်ဖြစ်မဟုတ်ရင်လည်း sepsis တခုခုပေါ့နော် septicemia လို့ခေါ်ရကျွန်တော်ခန္ဓာကိုယ်ရင်းမှာဟိုပိုးစိတ်တင့်တယ်ဟိုပိုးပိုးဝင်ပြီးပိုးစိတ်တင့်တယ်ပေါ့နော်ပိုးစိတ်တင့်တယ်ဆက်တီဆီမီယာဖြစ်ပြီးတော့အုံနောက် ဒီအတွင်းမိုင်းနေရောင်ဝမ်း encephalitis encephalitis ပေါ့နော်အဲ့လိုမျိုးအုံနောက်အတွင်းမိုင်းနေရောင်ဝမ်းတာမျိုးဖြစ်လာဘာဖြစ်လို့ဒီလိုမျိုးပြောတာလဲဆိုတော့ဖြစ်တဲ့အချိန်ကအရမ်းမြန်တယ်ပုံမှန်အဖြစ်ဆိုတော့အဲ့တော့နောက်တစ်ခုသွေးလွန်တော့ကွေးလည်းဖြစ်တော့ဖြစ်နိုင်ခြေရှိတယ်အဲ့တော့အနီးဆက်ထွက်တယ်အဖျားကြီးရယ်ဆိုပြီးတော့ဖြစ်တဲ့အချိန်မှာသွေးလွန်တော့ကွေးလည်းဖြစ်နိုင်ခြေရှိပေမဲ့ဟိုယောဂရဲ့အချိန်ကအရမ်းတူလုံးနေပေါ့နော်73ရက်နေကစဖျားပြီးတော့16ရက်နေမှာကျတော့ဆုံးပါသွားပြီဆိုတော့ ်အရမ်းမြန်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့နောက်တစ်ခုကအာယုံကျော်လက္ခဏာတွေပြရတယ်ပေါ့သူနဲ့တကွေးမှာကြအာယုံကျော်လက္ခဏာတွေတိတ်မပြဒီမှာအာယုံကျော်လက္ခဏာတွေပြရတယ်ဆိုတော့ဖြစ်နိုင်ခြေအရှိဆုံးကတော့အုံနောက်နဲ့အာယုံကျော်တစ်ခုခုပိုးဝင်သွားတာလား sepsis ရတာလား meningococcemia လား encephalitis လားအဲ့လိုမျိုးအုံနောက်နဲ့အာယုံကျော်ကိုထိခိုက်လောက်တဲ့ပိုးဝင်သွားတာကြောင့်ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဟိုကျွန်တော်နည်းနည်းလေးပြောပြချင်တာပေါ့နော်အထူးသဖြင့်တော့မိဘတွေအနေနဲ့ အခုကတော့ဟိုကလေးတွေကလည်းတူးနေတော့ကိုရသည်ဖျားလဲဖျားတက်တဲ့အချိန်ဆိုတော့မိဘတွေကနည်းနည်းစိုးရိမ်နေကြတယ်ပေါ့နော်စိုးရိမ်ကြတဲ့ခါကျတော့ကျွန်တော်တို့ဘာတွေကိုသတိထားဖို့လိုအပ်မလဲဒီအကြောင်းလေးကျွန်တော်နည်းနည်းပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ပထမဆုံးကတော့ဟိုကိုပူချိန်ရုတ်တရက်အရမ်းမြင့်တက်လာတယ်ပေါ့နော်ကလေးကဘလို့ပဲဖြစ်ဖြစ်ကိုပူချိန်က အရန်များနေပြီเนาะ38 38.5ပေါ့เนาะ38.5 degree celsius တက်များနေပြီဒါမှမဟုတ်လဲဟို Fahrenheit နဲ့ဆို100 degree Fahrenheit အထက်ကိုရောက်နေပေါ့105 degree 100သက်သမ5 degree Fahrenheit အထက်ကိုရောက်နေပြီဆိုရင်တော့ကျွန်တော်ဘလိုပဲဖြစ်ဖြစ်ဆေးကန်းကိုပြေးမှရမယ်เนาะကျွန်တော်ဟိုသွားတင်တယ်ပေါ့เนาะအဲ့တော့အဖျားကရုတ်တရက်ဟိုကြီးလာတယ်ပေါ့เนาะအဖျားရုတ်တရက်ကြီးလာတယ်နောက်တစ်ခါ rash တွေပေါ်လာတယ်ပေါ့เนาะမျက်နှာမှာအဲခန္ဓာကိုယ်မှာအဲ့လိုမျိုးဟိုဟိုဗာလဲအနီးသက်တွေပေါ်လာတယ် ဒီမှာအနီသက်တွေကထူးခြားတာတခုကပါလဲဆိုတော့အဲ့အနီသက်တွေကိုဖိလိုက်ရင်မပြောက်အောင်ပုံမှန်အားဖြင့်ဆိုရင်တချို့ဖြစ်တဲ့အနီသက်လေးရှိတယ်ဖိလိုက်ရင်ပြောက်သွားတတ်တယ်ဒီလိုမျိုးဟိုအရန်ဆိုးရင်ရတယ်ပေါ့နော်အုံနောက်နဲ့အောင်ကြောထိခိုက်တဲ့ယောဂမျိုးမနင်ကိုကဆီမီယာလို့ယောဂမျိုးမှာဆိုရင်သူထိလိုက်ရင်လည်းအဲ့ rest တွေကမပြောက်အောင်နောက်တစ်ခါကလေးကအရန်နာမကျန်းဖြစ်တာအရန်မြန်တယ်တဘောကစပြီးဖျားရတယ် 3ရက်လောက်အတွင်းမှာကလေးတစ်ယောက်ကရုတ်တရက်ကြီးဟိုသတိကောင်းအရင်နေလုကောင်းနေတာနေပြီးတော့ရုတ်တရက်ကြီးဝုန်းနိုင်ချေပြီးတော့တအားယူမြော့နေလောက်ဖြစ်သွားပြီဆိုရင်ဒါက ဖြစ်နိုင်တဲ့အုံနှောက်တဲ့အာရုံကြောခုနပြောမနင်ကောကစီးမြားဖြစ်ဖို့များတယ် rash တွေကလည်းထွက်မယ်ပေါ့နော် rash တွေထွက်မယ်အပြားရန်ကြီးမယ်အုံနှောက်တဲ့အာရုံကြောနဲ့ပတ်သက်တဲ့ပြဿနာတွေပြမယ်ပေါ့နော် clear ကော့နေတာတို့နောက်တစ်ခုကဟိုထိအထိမခံနိုင်တာတို့တစ်ချိန်လုံးနာကျင်နေတာတို့စသဖြင့်ဒီလိုလက္ခဏာတွေပြမယ်နောက်တစ်ခုကခေါင်းပေါ့နော်ဒီ next stiffness ကကျွန်တော်တို့ clear မှာဆိုသိတာတယ်တဘောကဒီသူက ဒီဒီနေရာဝင်းချင်နေဦးပါဟိုပိုးဝင်နေတဲ့နေရာတွေကအုံနောက်နေအောင်ကျော်ကရောင်နေတဲ့အတွက်ကြောင့်မလို့ခလေးကဒီလိုငုံငိုက်တဲ့ဟာမျိုးအောင်ကျော်ကဒီ neck ကိုပေါ့နော်လယ်ဘင်းကိုဒီလိုဟိုအဲ့လို extend လုပ်လိုက်တဲ့ဟာမျိုးဆိုရင်သူကမခံနိုင်ဘူးသူကနာတယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့က neck stiffness ပေါ့ဒီဇက်ခိုင်နေတယ်ပေါ့အဲ့လိုမျိုးခေါ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအရင်ဆိုရင်ရတယ်ပေါ့နော်အဲ့တော့မှတ်ထားဖို့ကအဲ့ဒီ rest တွေထွက်မယ်အဖျားကြီးမယ် ဇက်ခိုင်နေမယ်နော်အောင်ကြောနဲ့အုံနှောင်းနဲ့အောင်ကြောနဲ့ပတ်သက်တဲ့လက္ခဏာတွေပြရမယ်အရန်အော့အန်နေမယ်ပေါ့နော်တစ်ချင်လုံးအော့အန်နေထိုးအန်နေတာမျိုးဒီလိုမျိုးတွေကျွန်တော်တို့ရှိနေမယ်ပေါ့နော်နောက်တစ်ခါကလေးကအရန်နေမကောင်းဖြစ်သွားမယ်ဒါဆိုရင်အိုးဘာနောက်ကအလင်းမခံနိုင်ဘူးအလင်းကိုကြည့်ပြီးဆိုတာနဲ့အလင်းနဲ့မြင်ရပြီဆိုတာနဲ့ခလေးကရန်နေမကောင်းအလင်းဆူးတဲ့တောင်မခံနိုင်ဘူးပေါ့နော်ဒီလိုမျိုးဖြစ်တယ်အဲနောက်ကမအိတ်တော်ဘူးမအိတ်တော်ဘူးနို့မဆို့တော့ဘူးအစားမကစားတော့ဘူးစသဖြင့် ဒီလိုပြဿနာမျိုးတွေပါဆက်ရှိလာတယ်ဆိုရင်ဒါကိုကျွန်တော်တို့ give site တင်တယ်เนาะဒါက3ထားထားတင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဘာဟိုဟာဖြစ်မလဲဆိုတော့အဖျားကြီးရင် give site ပါခလေးအစားတောက်ပြက်ပြီဆိုရင်ကျွန်တော်တို့ give site ပါနောက်တစ်ခုကကျတော့အရန်ငိုနေဘယ်လိုမှချော့လို့မရငိုနေတယ်เนาะအဲအဲ့လိုမျိုးဆို give site ပါအုံနောက်နဲ့အောင်ကျော်လက္ခဏာတွေပြနေတယ်အဲ့လိုမျိုးဆို give site ပါเนาะအဲ့တော့ပြန်ပြီးတော့ချုပ်ပြီးတော့ပြောရရင်เนาะအခုဖြစ်သွားတဲ့အကြောင်းအရာကဟိုဝန်းနေစရာကောင်းပါတယ်เนาะ မိခင်အတွက်လည်းသုံးပါသွားတဲ့ကိစ္စဆိုတော့ဒါဝန်နေတဲ့အင်တာကောင်းပါတယ်အဲပုံမှန်အဖြစ်ဆိုရင်မနီကိုကောဆီးမီးယားလို့ယောဂမျိုးတွေအုံနောက်နဲ့အောင်ကျောကိုထိခိုက်စေတဲ့ယောဂတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူကအရန်ပြင်းထန်တတ်ပါတယ်ပုံမှန်အဖြစ်လည်းတိတ်ဆုံးမှုနှုန်းဥပမာမနီကိုကောဆီးမီးယားလို့ယောဂမျိုးပေါ့ဖြစ်ပြီးဆိုရင်တိတ်နှောင်းကအရန်မြင့်ပါတယ် encephalitis လို့ယောဂမျိုးဖြစ်ပြီးဆိုတိတ်နှောင်းအရန်မြင့်ပါတယ်နော်အမြန်ဆုံးနဲ့အမြန်ဆုံးကဲတင်နိုင်မှပဲကျွန်တော်တို့ကဖြစ်နေဟိုကဲနိုင်တဲ့ယောဂမျိုးတွေပါအဲ့ဒီကိစ္စမှာတော့ ဟိုအဖျားယမ်းကြီးတာရဲ့အနိသက်တွေထွက်တာရဲ့အုံနောက်နေအောင်ကြောလက္ခဏာတွေရှိတာရဲ့ဒီကြောင့်ကျွန်တော်ကတော့အုံနောက်နေအောင်ကြောထိခိုက်စေတဲ့ပိုကူဆမ်မှုတစ်ခုခုပေါ့နော် encephalitis အုံနောက်မေးပါပဲရောင်လား encephalitis အုံနောက်တစ်ခုလုံးပဲရောင်လားပေါ့နော်ပိုကူဆက်ပြီးတော့ဖြစ်တဲ့နောက်တစ်ခု sepsis ပေါ့ခန္ဓာတစ်ခုတစ်ခုလုံးမှာပိုးစိတ်ပြန့်တာပဲဖြစ်လားဒါရီမဲဖြစ်နေရလားဒါမှမဟုတ်လေသွေးလွန်တကွေးကြောင့်မဲမသိလိုက်ပဲဖြစ်တာလားဒါတော့ကျွန်တော်တည်တည်ချာချာအမပြောတတ်ဘူး အဲ့တဲကတခုခုတော့ဖြစ်နိုင်ကြီးရှိတယ်ဒါပေမဲ့ကလေးမိဘတွေကိုကျွန်တော်အခုသိသေးချင်တာအရန်တော့မစိုးရင်ပါနဲ့နော်မနီကိုကောစီမီယာဘာညာအရန်တော့မစိုးရင်ပါနဲ့ဖျားရဲနာရဲဆိုတိုင်းဒါဖြစ်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့သတိထားရမယ့်အချက်ကဘာလဲဆိုတော့အဖျားရမ်းကြီးရင်နော်နောက်တစ်ခါအနေဆက်တွေထွက်ရင်နော်အုံနောက်နဲ့အောင်ကျော်လက္ခဏာတွေပြရင်ကလေးကဘလို့မှချုပ်လို့မရပဲတစ်ချိန်လုံးငုံနေအစားတောက်ပြက်တယ်နော်ကလေးက တစ်ချိန်လုံးကောင်းနေတာနဲ့ရုပ်တရက်ကြီးကိုလုံးဝမကောင်းတော့ဘူးဆိုရင်တော့ဒါဆိုတော့သတိထားရမယ်အခြေအနေရှိရယ်လက္ခဏာတွေရှိရယ်အဲ့ဒါတွေကိုတော့သတိထားမှဖြစ်မယ်နော်ဆိုတော့ဒီအကြောင်းလေးကိုသိပြီဆိုရင်ဒါကကျွန်တော်ကအဖြစ်တင်မို့လဲမဟုတ်ဘူးဘယ်သူမှလည်းဟိုဟုတ်တယ်မဟုတ်ဘူးကျွန်တော်ဆဆွဲနေမှာမဟုတ်ဘူးနော်ဒီလိုမျိုးဖြစ်ပြက်မျိုးတွေရှိတတ်တယ်အဲ့တော့ကိုသားသမီးကိုလှည့်ကြရင်လည်းဟိုဟိုပေါ့သတိထားတာမမှားဘူးပေါ့နော်သတိထားတဲ့အခါကျတော့အရင်တော့အကြောက်လွန်နေရတာမလို့ဘူးဒါပေမဲ့သတိထားခြင်းအပြင်ကျွန်တော်တို့ကမလို့ရဖက်နဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင်ပေါ့နော်ဝန်ထဲစရာတွေမဖြစ်အောင်ကျွန်တော်ကာကွယ်နိုင်ပါတယ်